ီကဘာပေါ်မှာရှိတဲ့လူတွေကဘာသူမဆိုမိတ်ဆွေပေါင်းနေရှိဖို့လိုအပ်ပါတယ်။အားကြောင့်လဲဆိုတော့လူအားခင်မြမှုကိုလက်မုတ်တဲ့တရားရှင်းနေလိုပါ။အဲ့ဒီအပြင်လူအားတယောက်တည်းထိကျန်ပြီးတော့မနေနိုင်ပါဘူး။အားကြောင့်မို့မြန်မာရင်းနှီးရဲ့မိတ်ဆွေနည်းနည်းရင်းနှီးရဲ့မိတ်ဆွေတွေ့ရင်နှုတ်ဆက်ဖို့ရရုံတော့ပြည်ကျွမ်းတဲ့မိတ်ဆွေစသဖြင့်ရှင်းနေမှုအစဉ်မျိုးစုံနဲ့မိတ်ဆွေတွေရှိရပါမယ်။မိတ်ဆွေပေါင်းနေဆိုတာဒီကဘာပေါ်မှာကိုလဲလူအားတယောက်ဖြစ်တည်ရှိနေကြောင်းကိုအတိမဲ့ပြုဝေးနေမယ်ပုံကိုယ်တွေပါ။အဒီအတိမဲ့ပြုမှုတွေရှိမှာ ူဟာစိတ်တက်ရေးရရလုံခြုံမှုရှိတာပါ။ဒါဆိုရင်မိတ်ဆွေကောင်းတွေကိုဘယ်လိုရှာဖွေမလဲ။ဘယ်လိုလူမျိုးကမိတ်ဆွေကောင်းဖြစ်တယ်လဲ။အောင်မြင်တဲ့ပေါင်းနေဆက်ဆံရေးကိုထိန်းသိမ်းဖို့ဘာတွေလိုအပ်တယ်လဲ။ဒါတွေအားလုံးကိုတော့ဒီဗီဒီယိုလေးထဲမှာပြောပြပေးထားပါရစေ။ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။မိတ်ဆွေအနေနဲ့အခုမှစပြီးတည်ကြောရသူတွေနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာဒီနေ့ခင်မလို့ဇောနဲ့လောကစကားတွေအလွန်ကြုံမပြောမိစေဖို့တော့တတိထားရပါမယ်။ပြောတော့ကပြောထားပြီးတော့အရှိန်များကြီးဖြစ်စေ အခြားအကြောင်းအရာတွေကြောင့်ဖြစ်စေဟိုတကယ်လက်တွေ့မလုပ်ပေးနိုင်တဲ့အခါမှာတော့လက်ကားလီကြွားတဲ့လူတယောက်လို့အထင်ခံသွားရနိုင်ပါတယ်။ပြီးတော့အခါတည်းမှာကိုကခင်မင်းကြီးပြိမဲ့သူ့ဘက်ကမတုံမလုံရှိနေတာတွေ့လေကြုံရတတ်ပါတယ်။ကိုကိုဆက်ဆံခြင်းမများတဲ့အဲ့ဒီလူပုဂ္ဂိုလ်မျိုးကိုဂျင်းလေးကိုဆက်ပြီးမကြိုးစားပါနဲ့။ဒါပေမဲ့အာကာသတော့မထားလိုက်ပါနဲ့။အခါတည်းမိတ်ဆွေလဲကိုကိုဂျင်းလေးကျင်လို့ရောဝင်လာတဲ့သူမျိုးကိုစိတ်ပြက်နေမိတာမျိုးတွေကြုံရဘူးပါလိမ့်မယ်။အဲ့ဒီသဘောလိုပဲနားလည်ထားလိုက်ပါ။ကိုနဲ့မဆက်ဆံခြင်းတူကို ိုကလည်းပြန်ပြီးဥပခါပြုနိုင်ပေမဲ့ဆက်ဆံခြင်းလို့ရှိခဲ့လာသူတွေကိုတော့အရင်မပြုတ်ပဲတင်ပါဦးအခွင့်ရေးတမမဟုတ်ဘူးတကယ်ခင်မလို့ရရင်လေးလေးဆက်ဆံပြောဆိုလာတဲ့လူမျိုးဆိုရင်တော့ဥကမတိကျေကျွန်ပြုလိုက်ရင်ရန်ရန်ကြပါမယ်စော်ကားသလိုဖြစ်နေပါမယ်မိစေဖြစ်လာနိုင်သူတယောက်ဆုံရှုံရနိုင်ပါတယ်ခြေကားတရှုပ်ပုဂ္ဂိုလ်ကြီးတွေကတော့မိစေဆိုတာကိုအတော်စီစီရွေးချယ်တဲ့သဘောမှရှိပါတယ်အေယိုပညာရှင်ကြီး Confucius ကဦးနဲ့ဒန်းလူကြီးတို့လောက်မရှိတဲ့သူမျိုးကိုမပေါင်းဖော်သင့်ဘူးလို့ဆိုခဲ့ပါတယ် အရေးသွေးခြင်းတန်းတူလောက်ရှိသူဒါမှမဟုတ်ရင်ကိုယ့်တဲ့မြန်မာသူတွေကိုပေါင်းတင်မှကိုယ်လည်းမြန်မာလာမယ်အရေးသွေးတက်လာမယ်လို့ဆိုလိုခြင်းတဲ့သဘောပဲဖြစ်ပါတယ်အဲ့ဒီယူဆကိုကျွန်တော်လည်းသဘောကျပါတယ်ဘာလို့လဲဆိုတော့ကိုလေးစားတဲ့သူကိုထင်ကြီးအားကြတဲ့သူတွေနဲ့ရရင်ရင်ပေါင်းဖော်ခွင့်ရတာပြောဆိုဆိုနေခွင့်ရတဲ့အခါမှာကိုကိုကိုလေးစားမှုလည်းတက်လာတာကြောင့်ဖြစ်ပါတယ်ရဲဝင်ယုံကြည်မှုရှိလာပြီးတော့ကိုနှကုံမူလာတဲ့ပူကြီးကျယ်မြင့်တဲ့အလုံးမျိုးကိုသူ့မြင့်ဆောင်ရွက်လို့စိတ်ထက်သန်လာနိုင်ပါတယ်နောက်တစ်ခုကတော့လူဟာကိုအုံနောက်ဆုံးရရှိတာရဲ့ တိတိမမအစိတ်ပိုင်းလောက်ကိုပဲသုံးဆွဲလေးရှိကြပါတယ်။တနင်းစိတ်ပိုင်းညာစုကတော့ဂျီနီလာသက်ဖြစ်နေတတ်ပါတယ်။အမှန်နေသားမှာအုံနောက်ကသူ့လုံးနေကြလောက်ကလေးကိုပဲတတလဲလဲလှုပ်ရင်းတိုင်ကြီးနေမှာဖြစ်ပေမဲ့ကိုတဲ့ဉာဏ်ပညာကြီးတဲ့သူတွေအမှန်အပြည့်တန်းလူလောက်ထင်ရပေမဲ့တချို့စိတ်ပိုင်းမှာတော့ကိုတဲ့ကျွမ်းကျင်တသိတဲ့သူတွေနဲ့စကားပြောဆိုရတဲ့အခါမျိုးမှာတော့နိုင်နေတဲ့အုံနောက်ဟာလူတွေရဲစွပေးခံရတဲ့လူလိုချာတက်ကြွလာတတ်တယ်။တွားနေကြလန်းတဲ့အရှာလန်းသစ်တွေကိုချန်ချက်ထွက်ဖို့အတီးရလာတတ်ပါတယ်။အပေါင်းတင်မြင်လို့ပုံမြင်လာတဲ့သဘောပဲဖြစ်ပါတယ်။ မိကောင်းဆွေကောင်းတွေဟာဥပဝါစင်မြင်ရဲ့အတွေ့အထောက်အကူပြုပေးနိုင်တယ်လို့ချမ်းသာသူဘက်ကလည်းပေးနိုင်စွမ်းပါတယ်။ဆာဝီလီယန်အော့စလာကလူတရားဆက်ချမ်းသာပျော်ရွှင်နိုင်မှုအတွက်အရေးကြီးဆုံးလိုအပ်ချက်ဟာမိတ်ဆွေပေါင်းနဲ့ရရှိရေးပဲလို့ဆိုခဲ့ပါတယ်။အထူးအထိပ်ရောင်းနေချိန်မှာအောင်ပွဲခံဖို့အပေါ်ပေါင်းလိုအပ်တယ်လို့နေပိုင်းချိန်မှာလည်းအားပေးဖို့မိတ်ဆွေရင်ချလိုအပ်ပါတယ်။မိတ်ဆွေကောင်းတွေဟာပျော်ရွှင်မှုတွေကိုပုံမမြင်မအောင်မြင်တင်ပေးနိုင်တယ်လို့စိတ်မချမ်းသာမှုတွေကိုလည်းလျှော့ပါအောင်ဖြေသိမ့်ပေးနိုင်ပါတယ်။အဲဒီတော့မိတ်ဆွေကောင်းဆိုတာဘယ်လိုပုံပုံမျိုးတွေကိုဆိုလိုတာပါလဲ။ ဘလူရီရှင်းတွေနဲ့ပြည်စုံသူကိုမိတ်ဆွေကောင်းလို့ခေါ်မလဲဆက်ပြီးစီစဲကြည့်အောင်ပါမိတ်ဆွေကောင်းဆိုတာကုညီလိုချိန်မှာအာကိုရတဲ့သူပို့တော့ကရောက်ချိန်မှာနှစ်သိမ့်အားပေးသူကုငိုချိန်မှာကုပြီးငိုပေးတဲ့သူဒီလူတွေကမိတ်ဆွေကောင်းမိတ်ဆွေစေလို့ခေါ်နိုင်ကြပေမဲ့ကျွန်တော်ကတော့အလူလောင်နဲ့မကျင်နဲ့ရှင်သေးပါဘူးနေမချိန်မှာဖိမတာလောက်ကတော့လူတိုင်းလုံနိုင်ပါတယ်တကယ်ရှားပါတာကတော့ကိုမိတ်ဆွေအောင်မြင်နေတဲ့ချိန်မှာမူရီတာပွားနိုင်တဲ့သူမိတ်ဆွေပြောသလိုလိုက်ပြောနိုင်သူဂျင်တွေကလာတဲ့ရှင်မွန်စကားဆစ်ဆစ်နဲ့ မိတ်ဆွေရဲ့ပျော်ရွှင်မှုကိုထက်စစ်ညှင့်ပေးနိုင်သူများဖြစ်ပါတယ်။အချို့ပြောရရင်တော့မနာလိုစိတ်အင်းတဲ့သူတွေပါ။လူတွေဟာမနာလိုစိတ်ကိုထိနိုင်ခဲ့ပါတယ်။သယင်းနီခင်မီတဲ့မိတ်ဆွေရောင်မနာလိုစိတ်ကြောင့်ဆက်ဆံရေးပြတ်တက်ကြပါတယ်။ငငယ်ချင်းရှိချင်းကိုကမအောင်မြင်သူကအောင်မြင်နေတဲ့အချိန်မျိုးမှာမနာလိုစိတ်မဖြစ်ပေါ်တဲ့သူငငယ်ချင်းအတွက်ဝမ်းမြဝမ်းသာဖြစ်နိုင်တဲ့သူဟာတကယ်လူရောလို့ခေါ်ရမှာပါ။မိတ်ဆွေကောင်းရရှိလို့သူဟာကိုယ်ကလည်းသူတစ်ပါးအတွက်မိတ်ဆွေကောင်းအခေါ်ခံတိုက်သူဖြစ်ရမယ်ဆိုတဲ့စကားတစ်ခုရှိပါတယ်။ကိုကကိုတဲ့မြန်မာသူ အ ਨੇ ဆုံးဗန်းလူကြီးတူလောက်ကသာအပေါင်းနဲ့ပြတံမိုးထားသလိုတပတ်လူကလည်းကိုစီမှာအရေးရှိစင်တန်းတွေကိုမြင်မှရေရေစားစားဆက်ဆံပေါင်းနေကြမှာပါ။အားကြောင့်မို့နောက်ဆုံးကြတော့အသွေးရောင်တူနှစ်တွေပဲပေါင်းပန်းမိကြတယ်ဆိုတာမျိုးဖြစ်လာကြတာပါ။ဝါသနာတူတူကျင်းစဲတူတူစားတဲ့သူတွေသာကြာရှည်ပေါင်းနေဖြစ်ကြပါတယ်။တူရယ်ဆိုတဲ့နေရာမှာတကယ်တည်းတော့တူချင်မှတူပါမယ်။ဒါပေမဲ့တူဦးတော်တူဦးနားလေပြည့်တက်နိုင်တဲ့အတိုင်းအတာတည်းရေးဆက်စင်နေမှုတော့ရှိဖို့လိုအပ်ပါတယ်။မိတ်ဆွေအဖြစ်ပေါင်းတဲ့ဆက်သွယ်ရေးတစ်ခုတည်တံ့ဖို့အတွက် အစိုးရပေါ်ပြခဲ့တဲ့ပြည်သူမှုတွေအပြင်နောက်ထပ်လိုအပ်တာတွေရှိပါသေးတယ်။အဲဒါတွေကတော့ပြန်လည်ယူသမှုသစ္စာရှိမှုအရေးကြုံရင်အားကိုးနိုင်မှုစတာတွေပဲဖြစ်ပါတယ်။မိစေပေါင်းရဲ့ဆိုတာကိုတူရေးတွေအားလုံးကိုဖွင့်ရှားဖို့မဟုတ်ပေမဲ့တချို့ကိစ္စကိုယုံယုံကြည်ပြောထားရင်မပေါ့ကြအောင်ထိန်းသိမ်းပေးတတ်တဲ့သူမျိုးဖြစ်ဖို့လိုအပ်ပါတယ်။ကိုနဲ့မျှဝေပျော်ရွှင်နိုင်တယ်လို့လိုအပ်ရင်ကိုရှုရင်းချက်တွေကိုမားတွေကိုဝေဖန်သုံးသပ်ကြသူမျိုးလည်းဖြစ်ဖို့လိုအပ်ပါတယ်။ကဘာပေါ်မှာလူသားတွေအများကြီးရှိပေမဲ့ ကိုနဲ့အတလောက်အောင်ဝင်ဝင်ကြဖြစ်တဲ့ပုံကူမျိုးကတော့အလွန်ရှားပါးပါလိမ့်မယ်။မိစေခေါင်းဆိုတာကတော့ယတနာပါပဲ။ဒါပေမဲ့အဲ့ဒီယတနာကမော်တော်ဒဆာကောက်ရတဲ့ယတနာမျိုးမဟုတ်ပါဘူး။ online မွေးယူသွေးယူရတဲ့ယတနာမျိုးပဲဖြစ်ပါတယ်။မိစေခေါင်းတွေရောက်ဖို့အတွက်ချိန်တွေပေးရတယ်၊သူ့အတွက်စဉ်းစားပေးရတယ်၊သူ့အကျိုးကိုဆောင်ရတယ်၊အစ်ပင်ပမှန်တွေကိုမပြက်လဲပြုစုပြူထောင်ပေးရပါတယ်။အခါအားလျော်စွာရှင်းရှင်းတွေ့ဆုံတာ၊မြင်ချင်းဖလှယ်တာ၊ပုံဆက်တာ၊အရေးနာရေးဖိတ်တာ၊သူ့ဖိတ်ကြရင်ဂရုတစိုက်သွားတာ။ စစ်စုဝေဝေလောက်ရမယ့်ကိစ္စတိုင်းမှာသူ့ကိုမပြတ်မခွက်ထည့်သွင်းတာစတာတွေနဲ့ယင်းနှိခင်မှုတခုကြီးစွာရှင်တဲ့နေအောင်ထူထောင်ရပါမယ်မူငန်အမှတ်မဲ့ထားလိုက်ရင်ယင်းနှိခင်မှုတခုဟာပြည်စုသူမရှိတဲ့ဥယျာဉ်လိုတိမ်ဝပျက်စီးသွားတတ်ပါတယ်လူငယ်ဘဝမှာရရှိခဲ့တဲ့မိတ်ဆွေတွေကိုပုံမင်းတဲ့ချိန်ထိတည်တံ့အောင်ထိသိမ်းနိုင်စမ်းထိသိမ်းဖို့လည်းလိုအပ်ပါတယ်ဘာလို့လဲဆိုတော့မိတ်ဆွေပေါင်းခြင်းဆိုတာဝိုင်းရက်တွေလိုတက်တန်းကြလေနှစ်သက်စရာကောင်းနေပဲဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆွေဟောင်းတွေရှုံမသွားအောင်ထိသိမ်းတင်တယ်လို့မိတ်ဆွေတွေတူပွားအောင်လည်းလုပ်နေတင်ပါတယ် ဒီကုန်းရှုပ်အနေနဲ့ပြောရရင်တော့မိတ်ဆွေဆိုတာအပြစ်မှလာရှိကြမှာပေါ့။ကိုယ်အိမ်ထဲမှာလည်းရှိနေနိုင်ပါတယ်။အဆွေခင်မွန်းလို့ဆိုတဲ့အတိုင်းဇနီးမယားကလည်းမိတ်ဆွေပါပဲ။အဲ့ဒီနီးတူအမေအဖအားလည်းအမေဘအပြင်မိတ်ဆွေဖြစ်နိုင်ပါတယ်။သားသမီးကိုလည်းတချို့စိတ်ပိုင်းမှာမိတ်ဆွေတပွဲဆက်ဆံတက်ရပါတယ်။မိသားစုအတွင်းဆွေမျိုးသားချင်းအတွင်းမှာမိတ်ဆွေအပေါင်းအသင်းဆက်ဆံရေးမျိုးပါထပ်ဆင့်ရှိတဲ့အခါမှာပိုပြီးရင်းနှီးခင်မွန်းပြောစရာကောင်းတဲ့ဘဝကိုရရှိစေနိုင်ပါတယ်။ကြည့်ရှုပေးသွားတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ဒီကြောင်းရာတွေကိုတော့ ိုပိုင်လုပ်ငန်းနဲ့ကြီးပွားမဲ့ပုံပို့ဆိုတဲ့စာအုပ်လေးကအဓိကထုတ်လုပ်ပြီးဖော်ပြပေးခြင်းဖြစ်ပါတယ်